မင်္ဂလာပါဒီနေ့တော့ဦးနိုင်ကချက်ရတော်သူတွေနဲ့ပန်းလှ tea room ကိုရောက်ခဲ့ပါတယ်အဲ့ဒီဆိုင်ရဲ့ signature ဖြစ်တဲ့လက်ဆွဲခေါက်ဆွဲအရသာကိုလည်းမီးစမ်းခဲ့ပါတယ်ခင်ဗျာစားခဲ့တာလေးတွေကိုစုံစုံလေးလေးမပြောပြခင်သူ့ရဲ့လိပ်စာလေးကတော့အမှတ်169ဝါရန်လန်းနဲ့ဘိုးချုပ်လန်းတောင်အထက်ဘလောက်ပေါ့နော်လမ်းမတော်မြို့နယ်ရန်ကုန်မြို့မှာတည်ရှိတာဖြစ်ပါတယ်ဖုန်းနံပါတ်ကတော့09 449 5555548ဖြစ်ပါတယ်ခင်ဗျာ န်းလှတီရုံဖွင့်ထားတဲ့နေရာလေးကကားပါကင်လဲကျကျဝန်းဝန်းရှိတဲ့ကြောင့်မို့အဆင်ပြေတယ်ပြီးလို့ရှိရင်ဆိုင်ရဲ့အရှိတ်ဘက်ပေါ်အောက်တော်လေးပေါ်အဲ့ဒီမှာလဲထိုင်ပြီးတော့မှအေးစစ်စကားပြောသုံးဆောင်လို့ရသလိုဆိုင်ရဲ့အောက်ဘက်အတွင်းဘက်နောက်ပြီးတော့ဆိုင်ရဲ့အပေါ်ဘက်နောက်ပြီးတော့မှ veranda ဘက်ကနောက်ထွက်ပြီးတော့လဲထိုင်ပြီးသုံးဆောင်လို့ရတယ်အဲကွန်အေးအေးလေးနဲ့နောက်တစ်ခုကထူးခြားချက်ကအပေါ်ပါသွားမယ်ဆိုလို့ရှိရင်လဲအပေါ်ပါနေရာတန့်ပြန်ပြီးတော့အဲကွန်အေးအေးလေးနဲ့အရန်ကိုအဆင်ပြေစေမှာဖြစ်ပါတယ် ဒီဆိုင်မှာမနက်စာ နေ့လယ်စာညစာများအပြင် Chinese food တွေလည်းစုံစုံလင်ရရှိနိုင်ပါတယ်။ဆိုင်ကနေရာထိုင်ခင်းအကျဲကျဲဝန်းဝန်းရှိတဲ့အတွက်ကြောင့်မို့အက်ကံပွဲတွေ၊မွေးနေ့ပွဲတွေ၊တငယ်ချင်းတွေ့ဆုံပွဲတွေကျင်းပနိုင်ပါတယ်။ အမှန်တော့ဦးနိုင်တို့ကနေလေစာကိုဘိုက်ကားအောင်စားပြီးသွားပြီးစားပြီးတော့ဒီဆိုင်လေးကိုလာတဲ့ရည်ရွယ်ချက်ကကော်ဖီလက်ဖက်ရည်သုံးဖို့တစ်ခုပေါ့နော် drinks တစ်ခုတောက်မယ်စကားလေးပြောမယ်ဆိုပြီးလာခဲ့ခြင်းဖြစ်ပါတယ်အဲဆိုင်ကိုအထက်ဝင်လိုက်တော့ဆိုင်က air con ကလည်းအေးစိမ့်နေတယ်ပြီးလို့ရှိရင်ကျင်ဝန်းတွေခန်းထားတယ်အစားအသောက်တွေနဲ့ပတ်သက်ရင်လည်းစုံလင်အောင်ရတယ်ပေါ့နော်အဲ့တော့အဲ့အဲ့တော့မြင်တွေ့လိုက်တဲ့အခါကျတော့ဦးနိုင်တို့ဒါအဲနေတော့မီးဆန်းရမယ်ဆိုတဲ့သဘောနဲ့အစားအသောက်တွေမှလိုက်ပါတယ်ဒီမှာဒီမှာအဓိကပါလဲပါတောင်းတာလားအဓိကတော့

Dua bawah lepas itu tahu. Ya, wow, you banyak. Banyak, banyak. So, lu ada macam apa? မကြမ်းမကြမ်းအဲ့ဒီကတော့ဟာဒီကတော့အဲ့ဒီကတော့တော်တော်ကြည့်ရမယ်မကြမ်းအဲ့ဒါတော့စတင်ချာပါခင်ဗျာဦးနိုင်တို့မှလိုက်တာတွေကဒီဇိုင်းရဲ့ signature ဖြစ်တဲ့လက်ဆွဲခေါက်ဆွဲအဲ့ဒါမှစီချွန်အရသာအတုပ်ပေါ့ပြီးလို့ရှိရင်အသားအနေနဲ့ကဖတ်ထုတ်ကသူကစက်သားနဲ့ဝက်သားနဲ့ရတော့စက်သားနဲ့မှလိုက်တယ်ခေါက်ဆွဲသားအီအီလေးနဲ့အရသာအဲဆက်ထားတာမှုမွေ့ကြင်ကြင်အဆက်ကလေးလေးပါစီချွန်ဆိုတော့အရန်စားလို့ကောင်းပါတယ်ပြီးလို့ရှိရင်ဘဇုံမယောနီအဲ့ဒါတော့ ြောเสียမှာလို့ပေါ့เนาะပစုံမျိုးနေစာအထက်မှာအသီးအနှံလေးတွေနဲ့ဆိုတော့ဖရဲသီးလေးတွေနဲ့အဲတခွားမွေးလေးတွေနဲ့ပစုံရဲ့လက်ဆက်မှုနဲ့ကြွရမှုနဲ့မျိုးနေစာစိတ်နေတာတွေနဲ့စားလိုက်တာအယမ်းမိုက်တယ်ပြီးလို့ရှိရင်ကနန်းပြော့ကျော်ကနန်းပြော့ကျော်ကတော့တကောင်တချမ်းစီလို့ပြီးကြော်ထားတော့အကနန်းပြော့ကျော်အားပါရအကြီးနဲ့အယမ်းစားလို့ကောင်းတယ်ပြတော့မှာတောက်တာကအဓိကစဝင်လာကစားစီလုံတီးအတွက်ပေါ့နော်ဆိုတော့စီလုံတီးကတော့ကုံသွားတော့ဟိုနဲ့တို့ဒီဆိုင်ရဲ့အဲနာမည်ကြီးဖြစ်တဲ့노ပေါင်းလက်ဖက်เนาะအဲ့ဒါလေးလည်းတောက်ခဲ့တယ် ဦးနိုင်တော်ကအဲဆိုင်တဆိုင်သွားတယ်စားတယ်အဲပြောတယ်ပေါ့နော်အဲ့ကြလို့ရှိရင်ကိုကအဲ့ဒါကို ကိုမယုံလို့အဲ့ဆိုင်ကိုသွားပြီးတော့ကိုကစားတော့မယ်ဟိဆိုဆိုင်နဲ့မဝင်နဲ့အောင်ဆိုင်ရဲ့အပြင်းတခလလက်နဲ့တစ်ချက်ကြည့်လိုက်ကြည့်လိုက်တဲ့အခါမှာဆိုင်ကဧည့်သည်ရဝင်တာထွက်တာတွေများနေမယ်ဧည့်သည်နဲ့စီကားနေမယ်ဆိုလို့ရှိရင်တော့ဒါရှင်းရှင်းလေးပဲဒီဆိုင်ကအရသာကောင်းလို့ဟုတ်တယ်မလားတကယ်လို့မကောင်းတဲ့ဆိုင်ဆိုလို့ဘာဖြစ်မလဲဧည့်သည်ကြိတ်ကြဲတော့ဖြစ်နေမယ်เนาะအလူသွားလာလဲရှင်းနေမှာပေါ့အဲ့တော့ ။ဥနိုင်ကတော့ကိုသွားစားပြတဲ့ဆိုင်တွေကောင်းတယ်ဆိုလို့ရှိရင်ကိုအစားတရံချရတော်သူများကိုပြန်လဲဝေမျှပေးတယ်နော်။ကိုအဲကိုစားသလိုအစားကောင်းစားသလိုစားနိုင်အောင်ပေါ့နော်။နောက်ဆိုင်အစ်စ်အစမ်းလေးတွေရှာနေတဲ့သူတွေဆိုလို့ရှိရင်တီအောင်နောက်ကွာအခုဒီမျိုးရဲဝါဒလမ်းမှာရှိတယ်ဆိုလို့ရှိရင်တကယ်တကယ်ကိုရဲ့ video vlog လေးကိုကြည့်ထားမိဆိုလို့ရှိရင်ကိုကအိုက်ပက်ရောက်လို့အဲစားပြီဆိုလို့ရှိရင်နော်စားတော့စင်နေရှာနေကြမလို့ပေါ့လေ။ဝင်ပြီးတော့စားနိုင်ရတော့ကိုနိုင်ကတော့ဝေမျှပေးခြင်းဖြစ်ပါတယ်ခင်ဗျာ။ ဒီဆိုင်လေးကိုလာပြီဆိုလို့ရှိရင်တော့ကော်ဖီချစ်သူတွေကအဲပန်းလှကော်ဖီလေးမှာတောက်ဖို့ရယ်ဟိုနိုင်တောက်ပြလိုက်တယ်ဆိုတော့နိုဘောင်းလဖဲ့လေးပေါ့အဲ့ဒါလေးတောက်ဖို့လည်းမမေ့ပါနဲ့ပြီးလို့ရှိရင်ဆိုင်ဖွင့်ခြင်းလေးကတော့မနက်6နာရီကနေည9နာရီထိနေ့စဉ်ဖွင့်လှစ်ထားခြင်းဖြစ်ပါတယ်ခင်ဗျာအားပေးနေကြတဲ့အစားတိုင်းမှာချစ်ရခင်ရတော်သူတူးချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာနောက်အဆီဇင်လေးတွေမှာပြန်လည်ဆုံတွေ့ကြပါမယ် See you bye bye